ချင်းလောက်ပဲရှိတဲ့စစ်တပ်သုံး drone ကိုတရုတ်ကပြသလိုက်ကြောင်းသိရပါတယ်။တရုတ်ပညာရှင်တွေထွန်လိုက်တဲ့အသေးစား drone လေးတွေကစစ်စင်ရေးတွေမှာအရေးပါတဲ့အနည်းပညာတွေဖြစ်လာတော့မှာဖြစ်ပါတယ်။ချင်းတကောင်အရွယ်စားလောက်ပဲရှိတဲ့ drone ကိုတရုတ်အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ် NUDT ရဲ့ Robotic Lab ကနေထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ဒီ drone ကပြန်သားနိုင်တဲ့ insect တကောင်နဲ့တူပါတယ်။သူမှတဖက်ဖြတ်ခတ်နိုင်တဲ့တောင်ပံငယ်နှစ်ခုနဲ့စင်းသက်တွေကပ်ဖို့စမ်းကြည့်မြင်လို့ခြေချောင်းသုံးခုပါဝင်ပါတယ်။ အရှိကလည်းခြင်တကောင်းစာ1.3စင်တီမီတာပဲရှိပါတယ်။အတောင်ခပ်ပြီးပြန်ချိန်မှလည်းအသာမကျရောက်အောင်ညံသာပါတယ်။သူ့မှာအလွန်ကိုသေးငယ်တဲ့ကင်မရာနဲ့မိုက်ခရိုဖုန်းတွေလည်းပါလို့အသံတွေရုပ်တွေလည်းဖားနိုင်ပါတယ်။ drone ကိုဖုန်းနဲ့ထိန်းချုပ်ပြီးရန်သူနေရာတွေစုံစမ်းဖို့စေလွှတ်နိုင်ပါတယ်။အထူးစစ်စင်ရေးမျိုးမှာသုံးနိုင်အောင်ဒီဇိုင်းထုတ်ထားတဲ့ drone ဖြစ်ပါတယ်။အရွယ်အစားသေးလွန်းလို့ဒီ drone မျိုးကထောက်လန်းမှုမလွယ်ကူပါဘူး။စီးရင်နဲ့နေမြထောက်လန်းရေးမှာအတော်လေးကိုအသုံးဝင်မဲ့တီထွင်မှုပဲဖြစ်ပါတယ်။ အရွယ်စားသေးလို့လေပြင်းတိုက်မိုးတဲ့ချိန်မှာတော့သုံးဖို့မလွယ်သလိုအကြာကြီးလည်းပြန်လို့မရတဲ့ပြဿနာတွေတော့ရှိနိုင်ပါတယ်။နောက်ပိုင်းဘက်ထရီနည်းပညာနဲ့ AI တွေအာယုံခံစနစ်တွေပိုအစစ်မြစ်လာရင်တော့ဒီလိုအသေးစားမိုက်ခရိုဒရုန်းတွေကကြောက်စရာလက်နက်ဖြစ်လာမှာတေချာပါတယ်။ B2 ဘုတ်တဲလေရင်ထုတ်လို့ရရင်ကူညီခဲ့တော့အိန္ဒိယနိုင်ငံသား American ဤပညာများကိုတရုတ်ထံခိုးရောင်းကြောင်းသိရပါတယ်။ American ဤ B2 Spirit Steel Bomber ကိုပြဘုံကျဲလျင်ဖန်တီးရောင်းရင်ကူညီခဲ့တော့အိန္ဒိယနယ်ဖွား အင်ဂျင်နီယာဟောင်းတူသည်မြေပညာရှိုးဝတ်ချက်များကိုတရုတ်သို့ရောင်းချခဲ့ပြီးယင်းကြောင့်တရုတ်ကိုပြောက်လျင်အစီအစဉ်များတွင်တိုးတက်မှုများပြုလုပ်နိုင်ခဲ့ကြောင်းတရားရုံးမှတ်တမ်းများနှင့်ရှိုးဝတ်ချက်များထုတ်ဖော်ထားသောအစီရင်ခံစာများအရသိရပါသည်။အိန္ဒိယနယ်ဘွားနိုရှာကိုဝါဒီယာသည် Northrop Grumman တွင်တွန်းကန်အားနှင့်ကိုပြောက်နည်းပညာကျွမ်းကျင်သူတဦးဖြစ်ပါသည်။၎င်းသည် American စီးရီးသမိုင်းတွင်အစစ်မြင့်ဆုံးဘုံကျဲလျင်များထဲမှထူးခုဖြစ်သည့် B2E ကိုပြောက်စွမ်းရည်များကိုဖန်တီးရောင်တွင် အရေးပါသောအခမ်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ဂိုဝါဒီယာသည်1986ခုနှစ်တွင်ကာကွယ်ရေးကွန်ထရိုက်လုပ်ငန်းမှထွက်ခွာပြီးနောက်ရွှေဘက်လုံခြုံရေးဆိုင်ရာအဆင့်မြင့်ဆုံးကွန်ပျူတာများရရှိထားပြီးတက္ကသိုလ်အဆင့်လေကြောင်းပညာရပ်ဆိုင်ရာသင်တန်းများကိုပင်သင်ကြားပေးခဲ့ပါတယ်။ထို့သော2005ခုနှစ်တွင်၎င်းသည် FBI ၏စုံစမ်းစစ်ဆေးခြင်းကိုခံခဲ့ရပါတယ်။၎င်းထံသို့ပို့ဆောင်ခဲ့သော Pre-Book Container အတွင်ရွှေဘက်ဆိုင်ရာစာရများကိုအေဂျင့်များကတွေ့ရှိခဲ့ရာမှစုံစမ်းစစ်ဆေးမှုစတင်ခဲ့ပါတယ်။ ဘဝဒီရာကိုဟာဝိုင်ယူရင်ဖမ်းဆီးခဲ့ပြီးလက်လက်တင်ပို့မှုထိန်းချုပ်ရေးအဥပဒေတရှိုလုံမှုအဥပဒေများဖြင့်စွဲချက်တင်ခဲ့ပါတယ်။ဒီလိုအပအဝင်နိုင်ငံခြားဆိုးရများတို့ရှိုးဝှက်အချက်လက်များပေးပေးအပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု Economic Times ကဖော်ပြပါတယ်။ဤပညာပြပြမှုအပေါ်ဆိုးရိမ်မှုများကိုသူပေါ်စေသောဘဝဒီရာသည်2003ခုနှစ်မှ2004ခုနှစ်တွင်တရုတ်တို့အချိန်ပေါင်းများစွာတွားရောက်ခဲ့ပြီးအဆိုပါခီးစင်များတွင်အနီအောက်ရောင်ကြီးထုတ်လွှတ်မှုလျှော့ချခြင်းနဲ့ အာယုံခံနိုင်စွာနယ်ပါတော့တွန်းကန်အာစနစ်နဲ့ပတ်သက်သည့်ဒီဇိုင်းများကိုဖွဲပြောင်းပေးခဲ့ကြောင်း FBI ကဆိုပါတယ်။ယင်းအချက်လက်များသည့်တရုတ်အားခရစ်ဒွန်ဂျီနဲ့ဘုံတဲလျင်ဤပညာများတိုးတက်စေရန်ရည်ရွယ်ပါတယ်။ဂိုဝါဒီရာသည်၃နှစ်တာကာလအတွင်းအ ਨੇ အဆုံးဒေါ်လာ၃သိန်းတောင်ရရှိခဲ့ကြောင်းစုံစမ်းစစ်ဆေးသူများကပြောကြားပါတယ်။ဂိုဝါဒီရာသည်ဆွဆွဲချက်များကိုကနဦးတွင်ညှင်းဆိုခဲ့တော်လဲနောက်ပိုင်းတွင်စာဖြင့်ဝန်ခံထွက်ဆိုခဲ့ပါတယ်။ကျွန်တော်ပြန်စင်းစားကြည့်တော့တရုတ်ကိုခရစ်ဒွန်ဂျီပြုတ်လို့ရမှာကူညီခဲ့တာမှားယုံပါတယ်။ ကျွန်တော်လုတ်ခဲ့တာကတရှုလုတ်ခြင်းနဲ့တက်စာပေါက်ခြင်းပါပဲ2010ခုနှစ်တွင်၎င်းသည်အမှု14ခုဖြင့်ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်တစ်နှစ်တွင်ဖက်ဒရယ်ထောင်၌32နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်လက်ရှိတွင်ဂိုဝါဒီရာသည်ကိုလိုရာဒိုရှိ Florence ADF အကျဉ်းထောင်တွင်အကျဉ်းကျခံနေရပါတယ်၎င်း၏သားဖြစ်သူ Aston Govardira ကမူတရားခွင်တွင်အရေးကြီးသောသက်သေထောက်ထားများကိုဖုံးကွယ်ထားပြီး FBI ၏ဆွဆွဲချက်များကိုညှင်းဆို၍ဖခင်ကိုအပြစ်မှတ်လွတ်အောင်စူးစမ်းခဲ့ပါတယ် တရုတ်ကိုပြောက်လျင်ကမေခွန်းများဖြစ်ပေါ်စေပြီးမကြသေးမီကဂျူဒူတပ်ပုံများအရရှင်ချန်းရှိတရုတ်စမ်းသပ်ရေးဌာနတစ်ခုတွင်ကြီးမားသော Step Flying Wing လေယာဉ်တစ်စင်းကိုတွေ့ရှိခဲ့ပြီးနောက်ယင်းအမှုပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။မေလ14ရက်နေ့ရက်စွဲပါ The World Zone မှဖော်ပြသောအဆိုပါပုံများတွင် American B2 နှင့်ထတ်တူနီးပါးတူသည့်တောင်ပန်းအကျယ်52မီတာခန့်ရှိသော drone ပုံစံလေယာဉ်တစ်စင်းကိုပြသထားပါတယ်။အဆိုပါလေယာဉ်ကိုအသစ်ဆောက်ထားသောလေယာဉ်ယုံများအနီးတွင်တွေ့ရှိခဲ့ရခြင်းကား ၎င်းဒီတရုတ်၏အမြင့်ပေအမြင့်မာပြီးကြာရှည်မောင်းနေနိုင်သော HALE လင်းရန်အစီစဉ်၏အစိတ်ပိုင်းတစ်ခုဖြစ်နိုင်သည်သို့မဟုတ် H20 Steel Bomber သို့မဟုတ် J36 Fighter ကဲ့သို့သောအခြားမျိုးဆက်သစ်စီမံကိန်းများနဲ့ချိတ်ဆက်နေနိုင်ကြောင်းဖော်ပြပါသည်ယင်းတွေ့ရှိချက်များအရတရုတ်၏ကိုပြောက်လင်းရန်တည်ဆောက်မှုတိုးတက်ခြင်းများသည်ခိုးယူထားသော American ကာကွယ်ရေးနည်းပညာကြောင့်ဖြစ်နိုင်သည်ဟုသောစိုးရိမ်မှုများကိုပြန်လည်ဖြစ်ပေါ်စေခဲ့ပါသည်ဒီယို platform ဆွမ်းဆောင်၏အပြည့်စုံကိုမသိရှိရသေးတော့လေ၎င်းသည်အရေးကြီးသောတိုးတက်မှုတစ်ရပ်ကို ိုစားပြုကြောင်းလေ့လာသုံးသပ်သူများကပြောကြားပါတယ် Northrop Grumman မှတိစောက်ထားသော B2 Spirit သည် American စစ်တပ်၏လက်နက်တိုက်တွင်အရှုံးဝတ်ဆုံးနှင့်စွမ်းဆောင်ရည်အရှိဆုံးဗုံးကျဲလေယာဉ်များထဲမှတစ်ခုဖြစ်ပါတယ်၎င်း၏ Radar ရှောင်ရှားနိုင်သောဒီဇိုင်းကြောင့်ရန်သူလေပိုင်းနက်ကိုမတိမတာထိုးပေါက်ဝင်ရောက်၍ဒုံးကျည်များနှင့် Nuclear လက်နက်နှစ်မျိုးလုံးကိုတင်ဆောင်နိုင်စွမ်းရှိပါတယ် BKD ဂျက်စပက American သည် B2 ကိုအီရန်ရှိမြောက် Nuclear စစ်ရုံ4ကိုပြတ်မှတ်ထား၍ပထမဆုံးအကြိမ်ဖြင့်တိုက်ခိုက်မှုစစ်စင်ရေးများတွင်အသုံးပြုခဲ့ပါတယ် ၎င်းကိုလင်ဟင်းပြန်မြတ်မရှိသောစွမ်းဆောင်ကြီးဆန်ရသရုပ်ပြခြင်းအဖြစ်ရှုမြင်ခဲ့ကြပါသည်အဆိုပါတိုက်ခိုက်မှုသည်ဒေသတွင်တင်းမာမှုများမြင့်တက်နေခြင်းတွင်ဖြစ်ပေါ်ခဲ့ပြီးတရုတ်ကအလားတူမြေပညာတွင်မိသည့်အတွက်ကြောင့်အရင်းနှီးအမြောက်များဆက်လက်၍ယင်းနှီးမြှုပ်နှံနေရသည်ကိုအလေးပေးဖော်ပြခဲ့ပါသည်ရေဦးမြို့တွင်အမျိုးသမီးရှိဦးထက်မနည်းကိုစစ်တပ်ကဖမ်းဆီးထားပြီးပြန်မလွှတ်ပေးကြောင်းသိရပါသည်သခိုင်းတိုင်းရေဦးမြို့ပေါ်သို့ဈေးဝယ်လာသည့်အမျိုးသမီးရှိဦးထက်မနည်းကိုအကြမ်းဖက်စစ်သားများကဖမ်းဆီးကာလက်ရှိအချိန်ထိပြန်လွှတ်မပေးတော့ကြောင်း ရေးဦးအနောက်ပိုင်းဆောင်သတင်းစစ်သွေးတာဝန်ခံကပြောပါတယ်။ဂျွန်လ22ရက်နေ့ရေးဦးမြို့နယ်အတွင်းကြေးရွာများမှရေးဦးမြို့ပေါ်ဈေးသို့ဈေးဝယ်လာစဉ်အကြမ်းဖက်စစ်သားများကအကြောင်းမဲ့ဖမ်းဆီးလိုက်ကြောင်းအခြားနယ်များမှပြည်သူများလည်းဖမ်းဆီးထားခံရပြီးယနေ့အချိန်ထိပြန်မလွတ်သေးကြောင်းသိရပါတယ်။လက်ရှိအဖမ်းခံရတာကအမျိုးသမီးရှိဦးထင်မှလည်းဖမ်းခံရတယ်။ငွေပြစ်ချင်တာလည်းပါတယ်။အခုလိုတွေမတရားဖမ်းဆီးပြီးငွေနဲ့ရွေးထုတ်ရင်ပြန်လို့ပေးတာတွေလည်းရှိတယ်ဟုရေးဦးအနောက်ပိုင်းဆောင်သတင်းဆက်သွယ်ရေးတာဝန်ခံကပြောပါတယ်ထို့သောအချမ်းပဲစစ်တပ်က ရေအုပ်မြို့ပေါ်သို့ဈေးအောင်ဈေးဝယ်ပြုလုပ်နေကြသည့်ပြည်သူများဖမ်းဆီးမှုရဲ့ချင်းများလှုပ်ဆောင်နေ၍ပြည်သူများတွာလာရေးအထုယူဆိုင်ကြရန်ရေအုပ်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကသတိပေးထုတ်ပြန်ထားပါသည်ဒီကုမျိုးနဲ့အနီးဝန်းကျင်ရွာတွေကဖမ်းဆီးသွားသူတွေကိုစစ်ကောင်စီကပြူတင်နှံပေးပြီးစစ်တိုက်ခိုင်းနေကြောင်းသိရပါဗျ။သခိုင်းတိုင်းကမ်ပလူမျိုးနဲ့ဇီကုမျိုးနဲ့အနီးဝန်းကျင်ကျေးရွာကဖမ်းဆီးသွားတဲ့သူတွေကိုစစ်တပ်ကပြန်မလွှတ်တော့ပဲပြူစောထိတင်နှံတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့တော်လှန်ရေးတပ်တွေစီကနေသိရပါဗျ။ ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ဆုံးပတ်နဲ့ဖေဖော်ဝါရီလတွေမှာစစ်ကောင်စီတပ်ကဇီကိုမြို့ပေါ်နဲ့အလီဝန်းကျင်ကဂျေးရွာတွေကိုအင်အားအလုံးအရင်းသုံးကပေါ်တာဝင်ဆွဲခဲ့တာလို့ဒေသခံတချို့ကပြောပါတယ်။မြို့ပေါ်မှာဆိုရင်နေအိမ်တွေဈေးတွေထဲအထိဝင်ပြီးပေါ်တာဆွဲတာခံခဲ့ရတယ်လို့သိရပါတယ်။ဇီကိုမြို့နဲ့ပဝန်းကျင်ဂျေးရွာတွေကနေအမျိုးသားတရားဝန်ကျင်ထိဖမ်းဆီးခံခဲ့ရပြီးအမျိုးသမီးတချို့ကိုပါစစ်တပ်ကပေါ်တာဆွဲခဲ့တယ်လို့သိရပါတယ်။ပေါ်တာဆွဲခံရတဲ့သူတွေကိုအမှတ်တရစကြားဆက်ယုံကနေတဆင့် 63306တပ်ထဲကိုပို့ဆောင်ခဲ့ပြီးစစ်တင်နာပေးခဲ့တယ်လို့ဇီကုံတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်ပြီးခဲ့တဲ့လကထိုးစစ်ဆင်တဲ့စစ်ကြောင်းလေးတင်တော်ကိုထိုးခဲ့တဲ့စစ်ကြောင်းမှလည်းဒီလူတွေကိုထည့်သွင်းတယ်လို့သိရတယ်အခုလည်း24ရက်တင်နာထပ်ဆင်းတယ်အများစုကပေါ်တာဆွဲခံတဲ့လူတွေလို့တော့ကျွန်တော်သတင်းရထားတယ်လို့တော်လိုင်းတပ်ဖွဲ့ကပြောပါတယ်ကံဘလူမြို့နယ်ချက်သိန်းမြို့နယ်တို့ကနေစစ်ကောင်စီကပြူစောထင်းအင်အားတွေတုံးကကမ်ဘလူးနဲ့ကောလင်းမြို့ကြားကတော်လှန်ရေးတပ်တွေစုမှုထားတဲ့နယ်မြေတွေကိုပြန်လည်ရယူဖို့စူးစမ်းတာတွေရှိပြီး ကံပလူမြုံနယ်အတွင်းမှာလည်းမကြာခဏတိုက်ပွဲတွေဖြစ်ပွားနေကြောင်းသိရပါတယ်။နောင်ချုံမြုံနယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှတရက်တာတွင် drone ဘုံ28လုံးနဲ့လက်နက်ကြီး68လုံးပစ်ကူတိုက်ခတ်ကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြုံနယ်ရှိနောင်လင်းနောင်အောလုံစာနဲ့နောင်ဖာကျေးရွာတို့မှာတိုက်ပွဲဖြစ်ပွားရာဇွန်25ရက်တရက်တွင်မှာစစ်ကောင်စီတပ်က drone ဘုံ28လုံးလက်နက်ကြီး68လုံးပစ်ကူတိုက်ခတ်ခဲ့တယ်လို့တောင်းတက်မတော် TNL ကထုတ်ပြန်လိုက်ပါတယ်။နောင်လင်းကျေးရွာမှာဇွန်လ25ရက်နေ့မနေ့က စစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ရာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်က drone bomb စလေးလုံးလက်နက်ကြီး50လုံးလို့ကိုပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောင်အော်ကြီးရွာမှာလည်းစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဖြစ်ပွားနေခြင်းတွင်စစ်ကောင်စီတပ်က drone bomb နဲ့ခုနှစ်လုံးလက်နက်ကြီးခုနှစ်လုံးလို့ကိုပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNL ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဟာလုံဆန်းကြီးရွာကိုလည်း drone bomb လေးလုံးလက်နက်ကြီးခုနှစ်လုံးလို့ကိုပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့တိုက်ပွဲမဖြစ်ပွားရဲအုံမခါကြီးရွာဘက်ကိုလည်း ဒရုန်းဘုံသုံးလုံးတဲချတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ24ရက်ကလည်းနောင်ချုံမြုံနယ်ရှိနောင်အောလက်ပံကုန်းရွှေသွန်းမြချီနုလုံဆန်းကုန်းတာအုံသီးနဲ့စမစဲကျေးရွာကြားစစ်ကောင်စီတပ်နဲ့ DNA တို့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံ130လုံးဒရုန်းဘုံနဲ့60လုံးလက်နက်ကြီး53လုံးပြစ်ကူတက်ခိုက်ခဲ့တယ်လို့ DNA ကထုတ်ပြန်ထားပါတယ်။ ယူကရိန်းသမ္မတဇယ်လန်စကီလှုပ်ကြံခံရလို့နှီးပါဖြစ်ရများကြုံခဲ့ရကြောင်းသိရပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီသည်ဆိုဗီယက်ခေတ်စစ်မှုထမ်းဟောင်းပိုလန်လူမျိုးပင်စင်စားတူ၏လှုပ်ကြံတပ်ဖြတ်မှုခံရလို့နှီးပါကြုံခဲ့ရကြောင်းယူကရိန်းလုံခြုံရေးဌာနအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးမာစီဘယ်ရက်ကယူကရိန်းမီဒီယာနဲ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်ဟု Newsweek ကဖော်ပြခဲ့ပါတယ်။ရုရှားကပိုလန်နိုင်ငံလေဆိပ်တွင်ဇယ်လန်စကီကို FPV drone သို့မဟုတ် sniper rifle ဖြင့်လှုပ်ကြံရန်ပိုလန်နိုင်ငံသားကိုခိုင်းစေခဲ့ပါတယ်။ ။သို့သော SSU နဲ့ပိုလန်ပြည်တွင်းလုံခြုံရေးအဖွဲ့၏ပူးပေါင်းတားဆီးနိုင်ခဲ့မှုကြောင့်လှုပ်ကြံမှုအထောက်အမြောက်ခဲ့ပါဘူး။ယင်းသည်ဇလန်စကီအတွက်ပထမဆုံးအကြိမ်လှုပ်ကြံခံရခြင်းတော့မဟုတ်ပါဘူး။2022ခုနှစ်ဖေဖော်ဝါရီလတွင်ရုရှားကယူကရိန်းကိုကျူးကျော်ပြီးကြတဲ့ကဇယ်လန်စကီသည်အကြိမ်ကြိမ်ပြစ်မှတ်ထားခံခဲ့ရပါတယ်။ဇယ်လန်စကီကိုထိုဖြစ်ရမျိုးအကြိမ်ရေမမှတ်မိနိုင်လောက်အောင်ကြုံခဲ့ရကြောင်း2023ခုနှစ်ကဝန်ခံခဲ့ပါတယ်။ဇယ်လန်စကီအားလှုပ်ကြံသည့်နောက်ထပ်ကြိုးပမ်းမှုတစ်ခုမှာ2024ခုနှစ်မေလကဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ပြည်တွင်းလုံခြုံရေးဌာနမှယူကရိန်းဗိုလ်မှူးကြီးနှစ်ဦးကရုရှားသို့သတင်းပေးကာဇလန်စကီနဲ့အခြားထိတ်တန့်အရာရှိများကိုတပ်ဖြတ်ရန်စီစဉ်နေခဲ့ကြောင်း Newsweek ကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကအလွန်အရေးကြီးတဲ့စစ်စင်ရေးတစ်ခုရှိခဲ့တယ်။ယူကရိန်းလုံခြုံရေးဌာန SSU ဟာနိုင်ငံတော်လုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့ရင်းကဌာနအကြီးအကဲဖြစ်တဲ့ဗိုလ်မှူးကြီးတဦးကိုထိန်းသိမ်းခဲ့ပါတယ်။သူနဲ့အတူအခြားဗိုလ်မှူးကြီးတယောက်ကိုလည်းဖမ်းဆီးခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးကရုရှားဖက်ဒရယ်လုံခြုံရေးဌာန FSB အထူးသဖြင့်စစ်စင်ရေးဆိုင်ရာသတင်းချက်လက်ဌာနအတွက်အလုပ်လုပ်ပေးနေကြတာပါ။ တို့ကကျွန်တော်ရဲ့သမရဇလန်စကီကိုလုတ်ချမှုစီစဉ်နေခဲ့ကြတာပါဟုယူကရိန်းဒုတိယဗိုလ်ချုပ်ကြီးကပြောပါတယ်။၎င်းတို့ဒီတေးစားများကိုငှားပြီးယူကရိန်းသမရယုံအနီးတစ်ဝိုက်ဇလန်စကီရှိနေခြင်းတွင်တိုက်ခိုက်မှုလုတ်ဆောင်ရန်စီစဉ်ခဲ့တယ်လို့ပြောပါတယ်။ဇလန်စကီဒီဂျွန်လ23ရက်ကဗြိတိန်တို့သွားကချတ်စ်ဘင်နဲ့တွေ့ဆုံခဲ့ပြီးနောက်ရုရှားဒရုန်းနဲ့ဒုံးကျည်များကယူကရိန်းကိုပြန်လည်တိုက်ခိုက်လာခြင်းတွင်လုတ်ချံခံရသည့်သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်ဟု Newsweek ကဖော်ပြပါတယ်။